အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်တန်လွင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာတတ်တဲ့ရေးသားထားတဲ့တာတင်နဲ့ကြောက်မြက်လောင်ကူဆိုတဲ့ပြလောကဇာလံကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာနဒေါ်လာလေဗျာအေးချက်ကတော့လွန်ရောတောင်ချုံလို့လည်းမနှွေးပွေးလို့လည်းမလုံးအဲ့လို့လည်းမပြောဘူးဗျာ နောက်ညရယ်ဆိုရင်တော့မီးလုံရတော့မယ်ထင်တယ်။ကြောက်တောင်အိမ်မပြောမှာတော့အဘတော့အမေတို့ဆိုပို့ဆိုးတာပေါ့ဗျာ။ဘာသာနေတော့အချင်းရတကောင်ကျော်ဗျ။သူ့မိုးပေါ်တခုခုကြရတဲ့အတန်ဗျ။ဟဲ့တာတီနင်နိုးနေလား။အမေကကြောက်ကိုလှမ်းမိတယ်။ကြောက်ကလည်းဘာသာလဲလို့နားဆွေနေရတယ်အမေကိုဖြေးလိုက်ရတယ်။နိုးတာမဟုတ်ဘူးအမေကအဲ့လိုမရတာ။အေးချက်ဗျာ။ဟဲ့တာတီနင့်ကိုအေးတာပြောမလို့မဟုတ်ဘူး။ အုံ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 နဲ့ဘာသာနုံကြားလာတုတ်ကြားတယ်အမေရဲ့အဲ့ဒါပဲနားဆွေးနေတာဘာသာနုံတော့မသိဘူးဗျသူ့မိုးတန်တော့ထင်တာပဲအင်ကောင်မိုးဘော်ကိုအုံသီးကြွေကြတာတင်နေအမေကသူထင်တာပြောတာဗျအခုကြတာတောင်မိုင်းရမို့လားတောင်မိုင်းရအောင်စင်းတော့ဝိုင်းအောင်အုံးမင်ကြီးကိုတီးလို့ရှိမှာအဲ့ဒါခေါင်မိုးဘော်ကြွေကြတာဖြစ်မယ်အမေပြောသလိုမဟုတ်ဘူးဗျပြုတ်တိတိချာချာကြားလိုက်တာပဲ ုံးသေးကျရင်အုံးဆိုတဲ့အတန်တစ်ချက်ပဲမြည်မှာပေါ့ဗျအခုဟာအုံအုံဝုံးဆိုပြီးမြည်တာဟာညီပြန်မြည်ပြို့ဒါအိမ်ခေါမိုးတွေပေါ်မှာလူတယောက်ရှောက်ပြေးတဲ့အတန်ဗျဟောဟောကြားလာတတ်တယ်ဒါအုံးသေးကျရမဟုတ်ဘူးခေါမိုးတွေပေါ်ရှောက်ပြေးနေတာဟဲ့ကြောင်နေပြေးနေတာတင်ပါရဲ့อืมဟုတ်မယ်မေဒါမဲ့ကြောင်ဆိုရင်လည်းအကောင်ကြီးကြီးဖြစ်မယ်ဗျဟဲ့တတ်တယ် အောင်ဖေတို့အိမ်ကကြောင်ကြီးတွေများခွေးလောက်ရှိတာအားလုံးတင်းထားတာပြီးတော့ကုန်းသီးနဲ့ထက်ညက်ကလေးတွေရောထောင်းအလုံးကလေးလုံးပြီးပါဇက်တဲထည့်ကြွေးတာတန်ကြတယ်ဆိုလားပဲနဲတဲ့ကောင်ကြီးတွေမှာမဟုတ်တာဟဲ့အမေပြောတာလည်းဟုတ်သားဗျကိုအောင်ဖေတို့အိမ်ကကြောင်ကြီးတွေတော်တော်ကြီးဟာကြောင်သင်းကြီးတွေလေဗျာကျုပ်တော့ငရဲကြောက်လို့ကျုပ်တို့ကြောင်မသိဝင်ပါဘူးဗျာဟဲ့ဟဲ့ဒါဒီဒါကြောင်မဟုတ်လားဘူးကြောင်ထက်ဘူးကြီးရဲ့ဟဲ့ငွေစိန်ကြောင်မဟုတ်ရင်စင်တွေဘာတွေလာမှမသိတာ တော်စန်းကိုညာပေါက်ကြရီပြောဖို့ပဲတည်တယ်။ရှင်မကြောက်လားအတန်တွေ။ကြားပါတယ်ငွေစင်ရဲ့ငါလဲနားထောင်နေတာပါပဲ။ဟော်ရွာတွေကကင်းတွေတန်ချောင်းခောက်နေပြီမျိုး။တန်ချောင်းကိုတစ်ချက်ချင်းမှန်မှန်ခောက်တာဗျ။ဒါရွာကိုတတိပေးတာလုံလုံချာချာနေကြဖို့တတိနဲ့နေကြဖို့ပေါ့ဗျာ။ယောက်ျားမှန်တယ်မြတ်တအိမ်တယောက်ထွက်ဆိုရင်တန်ချောင်းကအတွဲလိုက်ခောက်တာဗျ။အခုဟာတတိပေးအောင်ပေးတာ။ဟာတို့တို့ဝိုင်းရှိလမ်းကိုဖြတ်ပြေးသွားတဲ့အတန်ဗျ။ กินยาเลยตันจ้องอ่ะต้วยไล่เข้าไปอยู่โหญ่โหญ่เอ้นูเด้เฮ้สามหมองเอ้นูเด้นูเด้อยิงกวินเซ็งอยิงกวินเซ็งเอ้นูเด้เฮ้ลงติยเอ้อยิงโนูเด้ตองบ้านเหมี่ยวบ้านมาวายนี่มาอบ้ารุอเมรุลั่นโนดาอยู่ตะหยอกเนี่ยตะหยอกอตันไปจ่าดาบ่เปียฮ่าจ๊อกโตนวาจีเนี่ยหนาม่องนี่จ่าอยู่อยู่ม่องไล่ตามาตะพุพุโหผิดนี่ดาเปีย ောင်မဝိုင်းရခွေးနဲ့ကောင်ကြောက်ပြီးអော်နေတဲ့အတန်မျိုးတကယ်ကိုအံ့ဩစရာပါဗျာရွာတွေကိုနာနာပါဝါတော့မကောင်းဆိုးရတော့ဝင်ပြီဆိုရင်လူထပ်ပို့ပြီးကြောက်တာခွေးတွေပဲဗျဒီကောင်တွေကြောက်တာမှာပုံးစရာမရှိအောင်ကြောက်တာဗျို့အခုလေခွေးတွေတအီအီနဲ့ဟိုတိုးတီတို့လုံနေကြပြီဗျအင်းနွားတွေခွေးတွေဒီလောက်လွန့်နေရင်တော့တိတ်မကောင်းကူညာရေးရွာတွေကိုမကောင်းဆိုးရဝင်ပြီတင်နေဟဲ့တက်တန်တွေလည်းကြားနေရပါလားတဲ့ရဲ့ကြက်တွေဝင်ဆွဲပြီတင်နေ တန်ချောင်းနဲ့အဆက်မပြတ်ခောက်ပြီပြို့ဟောလူစံတွေကြားတယ်လူတွေထွက်လာကြပြီတင်နေဗျကျုပ်လည်းထွက်ခဲ့တယ်ကိုကြီးကနေကျုပ်လည်းကြည့်လိုက်တော့ကြည်ထွေးဆိုတဲ့ကောင်ဗျကျုပ်တငယ်ချင်းကြည်အေးရဲ့ညီအေးကြည်ထွေးကျုပ်ကိုကြီးတာကိုတွေ့လို့လိုက်လာတာဗျပြောစရာရှိလို့အေးပြောလေကြည်ထွေးဘာများတော့ကျုပ်ကဒီညကင်းတွဲတဲ့ထဲမှာပါတယ်ဗျအေးဟုတ်လားမင်းကဘယ်ကင်းထဲမှာတော့တောင်ပိုင်းကလမ်းဆောင်ကင်းထဲဗျ ဟာဒါဆိုရင်တန်ချောင်းစားခောက်တာမင်းတို့ပေါ့ဟုတ်တယ်ကိုကြီးတာတီကျုပ်တို့ကင်းရန်စားခောက်တာကျုပ်တို့ခောက်တန်ကြမှာအရှိပိုင်းရန်ခောက်တာပြီးတော့မှကျန်တဲ့ကင်းတဲ့တွေကခောက်ကြတာအေးမင်းတို့ဗာမြင်လိုက်လို့တော့ဟွာကြည့်ထွေးရပထမတော့မမြင်ရဘူးဗျခွေးတွေအီးတဲ့အတန်တွေနွားတွေနာမုန်းတဲ့အတန်တွေပဲကြားရတာနောက်တော့အိမ်ခေါမိုးပေါ်မှာပြေးတော့တာဗျကျုပ်လည်းအတန်ကြားရင်တော့ကိုပြေးလိုက်ပြီးကြည်တာကိုကြီးတာတီကအေးဟုတ်လားကွာဗာမြင်ရတော့ကြည့်ထွေးရ ပထမတော့မမြင်ရဘူးဗျ။အတန်ကြီးကဘိုးညီမောင်တို့ခေါမိုးဘော်ရောက်သွားတော့မှမြင်ရတာဗျို့။ဟာဘာအောင်မြင်တော့လူပုံစံဗျ။အဝယ်စားတော့မပါဘူး။တကောလုံးမှအမွေးမမဲကြီးရဲ့အုံနေတာ။အရွယ်ရရောလူအရွယ်ပဲလား။မကဘူးဗျ။လူထက်နှစ်ဆလောက်ကြီးလိမ့်မယ်။ကြောက်လေအင်ခေါမိုးတွေပေါ်မှာပြေးနေတဲ့မဲမဲကောင်ကြီးကိုတွေ့ရောကင်းထဲကိုပြန်ပြေးပြီးကင်းထဲမှာကြံနေကြဘူးနဲ့အောင်မြောက်ကိုတန်ချောင်းခောက်ခွာလိုက်တာဗျ။နောက်တော့အဲ့ဒီကောင်ကြီးကအင်ခေါမိုးပေါ်မှာမပြေးဘဲနဲ့ လမ်းလေးပေါ်မှာရှောက်ပြေးရောပြို့မင်းတို့မြင်ရလားကွာရိတ်ခနဲ့ရိတ်ခနဲ့ပဲမြင်ရတာဗျကျုပ်တို့ကင်းနေရဂျပူတို့အောင်များတို့လည်းမြင်လိုက်ကြတယ်အဲ့မှာရင်ကျုပ်တို့လည်းတန်ချောင်းကိုကတ်ဆက်စိခောက်ရတော့တာဗောအိမ်ထဲကလူတွေတုပ်ဆွဲထားဆွဲနေတံမီးတွေတဝဝင်းထိုးပြီးထွက်လာတော့မှအဲ့ဒီမမေကြီးကပျောက်သွားတာဗျနို့နေပါအောင်ကွာကြည်ထွေးရငါကြက်တံတွေလည်းကြားလိုက်ပါတယ်ဘာဖြစ်လာတော့အဲ့ဒါတောင်ပိုင်းကကိုအောင်တစ်တို့ဝိုင်းနေရအိမ်တန်းတက်နေတဲ့ကြက်သုံးကောင်ကိုဝင်းပြီးဆွဲသွားတာလေဗျဟေး သုံးကောင်လုံးဆွဲသွားလားกว่าကြည်တွေ့ရဟုတ်ပါဗျာသုံးကောင်လုံးကိုဆွဲသွားရုံနဲ့မဟုတ်ဘူးရန်တစ်လျှောက်စားသွားပုံရတယ်ဗျရန်ပေါ်မှာကြက်မွေးတွေတွေးဆက်တွေကြကြနေတာကိုကြီးတာတရကျုပ်တို့ရွာထဲကလူတွေတော့တက်ပြီးတုံးဝင်းနဲ့ရွာထဲကိုပတ်နေကြရောဗျကျုပ်လည်းကြည်ထွေးပြောတာပြေစုံနေပြီဆိုတာဆက်ပြီးမသွားတော့ပဲအိမ်မဲပြန်လာခဲ့ရောဗျဟဲ့တာတီဘာတွေဖြစ်တာလဲတော့အမေနဲ့အဘကငုတ်တုတ်ကလေးတွေထိုင်ပြီးကျုပ်ကိုစောင့်နေကြတာဗျအမေလှုပ်ထားတဲ့ပြောင်းမှုဘက်ဆက်လက်ကြီးကိုတယောက်တစ်လေးဖွာလို့ပေါ့ဗျာ ကြည်ထွေးတို့ရွာတောင်ပိုင်းကစပြီးခောက်တာအမေရအိမ်ခေါမိုးတွေပေါ်မှာရှောက်ပြေးနေတာဆိုပဲဟေးဘာကောင်ကပြေးတာတော့ဘာကောင်မှန်းတော့မသိဘူးတဲ့အမေရကြည်ထွေးပြောတာတော့လူရဲ့နှစလောက်ရှိရေပြောတာပဲလူပုံစံပဲတဲ့တကူလုံးကအမွှေးမဲကြီးတွေအုပ်ထားတာဆိုပဲဗျပထမတော့အိမ်ခေါမိုးတွေပေါ်မှာရှောက်ပြေးနေတာတဲ့ဟေးနေပါဦးလူလေးရဲ့အိမ်ကတလုံးနဲ့တလုံးကတ်နေတာမှမဟုတ်တာဘလို့လုံးပြီးခေါမိုးတွေပေါ်ပတ်ပြေးတော့ ခုံကူးတာရှိမှာပေါ့အဘယဒူးမမဟုတ်တာနန္ဒာဘာဝပဲဟာအေးအေးဒါလည်းဟုတ်တာပဲအဘကပြောလိုက်ပြီးတော့ပြောင်းမှုပဲဆက်လက်ကြီးကိုမိတရရဲနဲ့ဘွာနေပြန်ရောဗျနောက်တော့ရွာလမ်းမှာပြေးရင်းနဲ့ကိုအောင်တစ်တော်အိမ်ကကြက်တုံးကောင်ဝင်ဆွဲသွားတယ်ဆိုပဲဟေးတုံးကောင်တော်ဆွဲသွားလားအမေကအံ့ဩပြီးဝင်ပြောတယ်ဗျအဘကတော့ခေါင်းတညိမ့်ညိမ့်နဲ့လှုပ်နေတယ်ကျုပ်တို့သားဖတွေပြန်ရင်တော့မနေ့၃နာရီထိုးနေပြီဗျနောက်နေ့ရောက်တော့တရွာလုံးဒီအကြောင်းမဲပြောနေတော့တာဗျ ဟိုဝိုင်းနေဆုစုဒီဝိုင်းနေဆုစုဆုစုနဲ့ညအကြောင်းတွေပဲပြောနေကြတာဗျ။တကြီးဥဖိုးတင်ရဲ့အမိန်နဲ့ဆယ်ရင်ကောင်းတွေကရွာထဲမှာကင်းမြန်တွဲကြတယ်။ကင်းကိုနှမျိုးချတာဗျ။လှဲ့ကင်းနဲ့ထိုင်ကင်းပေါ့ဗျာ။ရွာလမ်းတိုင်းမှာလည်းလှဲ့ကင်းတွေချထားတာဗျ။ထိုင်ကင်းမှာနှစ်ယောက်ပဲထားတော့တာ။လှဲ့ကင်းနှစ်ယောက်မှာတစ်ယောက်ကတံမီးနဲ့လက်နက်တစ်ခုကင်ပေါ့ဗျာ။နောက်တစ်ယောက်ကတန်ချောင်းခောက်ဖို့ကင်ရတာဗျ။ည၈နာရီကျော်ကလေးကစအေးတာဗျို။ညမိုးချုပ်စအေးထက်တစားလောက်ပိုတက်လာတာဗျ။ ဝိုင်းထဲမှာလည်းယောက်ျားတွေဆိုပြီးမီးလုံပြီးအကျန်းတောက်ကြလက်ဖက်စားကြနဲ့မအိတ်ကြဘူးဗျအားလုံးအသိပြင်လာကြတာကျုံနဲ့အဖလည်းမအိတ်ကြဘူးဗျဘာများဖြစ်အောင်မလဲဆိုပြီးစောင့်နေကြတာအမေကတော့ဇနေနဲ့ထိုးလို့ဆိုပြီးအဲ့ရထဲမှာဝင်လဲနေတာဗျကျုပ်တို့သားဖလည်းစောင့်ကြီးတွေချုပ်ပြီးထိုင်နေကြရတာအကျန်းပူပူလေးတောက်လိုက်ကျုပ်ကငကားစေးပေါ်လေးဖွာအဘကပြောင်းမှုဖက်စစ်လေးကြီးဖွာလို့ပေါ့ဗျာတကောင်တော့ရောက်ပြီဗျအခုထိငြိမ်နေတော့မယ်ရွာထဲကလူတွေကလည်းမအိတ်ပဲစောင့်နေကြတာဗျို့ ဟိုဝိုင်းဒီဝိုင်းရစကားတန်တွေခက်တက်တက်ကြားနေရတော့ဗျ။ဟာခောက်ပြီဗျို့။တန်ချောင်းခောက်ပြီ။တောင်ပိုင်းကစတာပဲဗျ။မီးဟေးမီးမီး။ရေပုံးနဲ့ရေခက်ကြဟေ့။ဟာမီးဆိုပါလားတာတီ။ပြေစံပြေစံမင်းမြန်။ကျုပ်လည်းရေပုံးနဲ့ရေခက်ပြီးတောင်ပိုင်းကိုဆွတ်ပြေးရတော့တာဗောဗျ။ကျုပ်လိုပဲဗျ။ဝိုင်းနိုင်ရလူတွေရေပုံးတွေနဲ့ပြေးထွက်လာကြတော့ဗောဗျ။ဘယ်မှာတော့ဟာမီးလောင်တာ။ဘု து ဝိုင်းတော့။တွေ့ရလုံးကိုညံနေတော့တာဗောဗျ။ ကျုပ်တို့အညာသားတဲ့အကြောက်ဆုံးကမီးပဲလေဗျာမိမတန်နေရောခလေးတန်နေရောကျွတ်ကျွတ်ကိုညံနေတော့တာပေါ့ဗျာညံမြီဆုပ်တို့ဝိုင်းပါတယ်ဟိညံမြီဆုပ်ဆိုတဲ့ကောင်ကျုပ်တက်၅နှစ်လောက်ငယ်တယ်ဗျအကောင်တိတ်တိတ်လေးဗျထွားလဲမထွားလောက်ဒါကြောင့်ဒီကောင်ကတရွာလုံးကညံမြီဆုပ်လို့ပဲခေါ်ကြတာဟုတ်တယ်ဗျကျုပ်တောင်ပိုင်းရောက်တော့ညံမြီဆုပ်တို့ဝိုင်းနေမှာမီးတွေတောက်နေတာဗျို့ဟာအစမ်းပါလားဗျမီးရမြေကြီးမှာလောင်နေတာနဲတဲ့မီးတောင်ကြီးမှာမဟုတ်တာလူတရက်ကြော်ကြော်လောက်ကိုတက်နေတာဗျ အဝိုင်းကတော့ဆယ်ပေပတ်လေလောက်ရှိမယ်။မြေကြီးပေါ်မှာလောင်နေတာဗျ။အဆောက်အဦးတွေကိုလောင်တာမဟုတ်ဘူး။ဟာရေပုံးတွေနဲ့ဝိုင်းပတ်ကြတာ။မီးကနည်းနည်းမှတော့တုံမသွားဘူးဗျ။ဟာဒါဘာမီးရောကွာ။ရေနဲ့လောင်တာလည်းမငိမ့်ပါလား။ပြီးတော့မီးလောင်စရာဘာရှိလို့တော့။မြေပြောင်မှာဒီအတိုင်းကြီးကိုထားတောက်နေပါရောလား။ကျုပ်လည်းကြောင်မင်းကြည့်နေမိတာပေါ့ဗျာ။ကျုပ်လည်းရွာထဲကလူတွေပြောသလိုပဲအံ့ဩနေတာဗျ။ဟာကျုပ်တွေးမိပြီဗျို့။ဒါရိုးရိုးမီးမဟုတ်ဘူ ပုံနကမီးပြအလိုလိုထတောက်တာကျုပ်လည်းပဲမှာအဲ့နဲ့အမြဲဆွဲထားတဲ့တစ်ဆုံဆေးတော်ကိုကြပြကြရထုတ်ယူပြီးကျုပ်ဆွဲလာတဲ့ရေပုံထဲမှာလက်သေးနဲ့နည်းနည်းချစ်ထည့်လိုက်တယ်ပြီးတော့ရေတွေကိုလက်နဲ့မှွေလိုက်တယ်ဖယ်ကြဖယ်ကြကျုပ်ပတ်မယ်ဟာတတေပါလားလှုပ်ဆမ်းမအောင်ကွာတတေရဒါဘာဖြစ်တာတော့ဟာကျုပ်ရှိရလူတွေကဘေးကိုဖယ်ပေးကြတယ်ကျုပ်ကရေပုံကြီးဆွဲပြီးတော့မိတော့ကြီးတွေကိုလှမ်းပတ်လိုက်တယ်ဟောငိမ့်သွားပြီဗျို့ ကျုပ်ဘာမှမပြောတော့ပဲဆရာတော်ကျောင်းကိုတန်းပြေးရတော့တာပေါ့ဗျာဆရာတော်စီရောက်တော့အကျိုးကျောင်းကိုခတ်တုတ်တုတ်ရှောက်ပြီးတော့တစ်ဆုံးတောင်ပွင့်ကိုတောင်းလိုက်တယ်ဟာမြောက်ပိုင်းကခောက်ပြန်ပြီယို့လူတွေမြောက်ပိုင်းကိုဆွတ်ပြေးကြပြန်ပြီယို့မြောက်ပိုင်းကတင်ဝင်းတို့ဝိုင်းထဲမှာလောင်ပြန်ပြီဟဲ့ကျုပ်လည်းရှေ့ရပြေးနေတဲ့လူတွေကိုအမိလိုက်ပြေးရတော့တာပေါ့ဗျာလေးလေးချက်ကြီးနေုံနေုံကျုပ်စေးမွေပေးမယ်ရေပုံးပေးကျုပ်ကလေးလေးချက်ကြီးရဲ့ရေပုံးထဲကိုဆရာတော်ရဲ့တစ်ဆုံးတောင်ပွင့်နဲ့မှွေပေးလိုက်တယ်ရပြီလေးလေးရပြီ အဲ့ဒီရင်နဲ့သွားပတ်တော့တင်ဝင်းတို့ဝိုင်းနေမှာနှံမြီစုပ်တို့ဝိုင်းလို့ပဲမြေပြောင်းကနေမီးတွေထတောက်နေတာဗျဟဲ့ဖဲကြသန်းဖဲကြသန်းမင်းတို့ရေယူနေပတ်လို့မရဘူးကွာဒါတတိဆင်းမွေထားတဲ့ရေဖဲဖဲငါပတ်မယ်လေးလေးချက်ကြီးကသူ့ရေပုံလွှဲပြီးအားနဲ့ပတ်ချလိုက်တာမီးတောက်ကြီးကငြိမ်းသွားတယ်ဗျတတိဒါဘလို့ဖြစ်တာတုံးကွာကျုပ်ကိုဝိုင်းမေးကြရောဗျို့အားလုံးလည်းလန့်နေကြပြီဗျကျုပ်ပြောပါကောကျုပ်တို့အညာသားတွေအကြောက်ဆုံးကမီးပဲဗျ ရုပ်ထင်တာတော့ဒါပုံနကမီးလို့ထင်နေဗျ။ဟေးပုံနကမီးကဘလို့ဖြစ်ပြီးတော့တို့ရွာကိုရောက်လာတာတော့ဒါတည်းအเจ้าရှိမြဲပါတွေ့ရဲ့အခုတော့ကြောက်လည်းမသိသေးဘူး။ကဲပါတွေ့တော့လာကြ။ရေတွေကိုကြောက်ဒီဆေးနဲ့မွေပေးတာမယ်။ကြောက်ကရေပုံးတွေတွေကိုဆရာတို့ရဲ့ဆေးတောင်မွေနဲ့မွေပေးလိုက်တယ်။ကြောက်ရေပုံးတွေကိုမွေလို့ပြီးအောင်ပဲရှိသေးတယ်။ဟာခောက်ပြန်ပြီဟေးဒါအနောက်ပိုင်းကွာ။ဒါဟေးပြေးကြစို့ တို့တို့ရွာသားတွေလည်းရေပုံးတွေကိုစီဆွဲပြီးတော့နောက်ပိုင်းကိုပြေးကြပြန်ဟုတ်ပြုတ်ကျုပ်လည်းပြေးရတာပေါ့ဗျာဘယ်မှာတော့ဘယ်မှာလောင်နေရတော့ဘိုးတိမောင်တို့ဝိုင်းဟေးဘိုးတိမောင်တို့ဝိုင်းဟာဟုတ်ပါဗျာကျုပ်ရောက်တော့တယောက်ကစိမ့်ဝင်ပေးရတဲ့ရေနဲ့ပတ်လိုက်တာမိတော့ကြီးကငိမ့်သွားရောဗျာတော်ပါသေးရဲ့ကွာတတိကယ်ပြီလို့မဟုတ်ရင်တရွာလုံးပြုတ်လောက်တယ်ဟာရွာရှိပိုင်းကခောက်ပြန်ပြီဟေ့ဒီတခါတော့ကျုပ်ရှေ့ဆုံးကရောက်သွားတာဗျို့အကြီးမဲလုံးတို့ဝိုင်းမှာထားတော့တာဗျာ ကျုံနောက်ကရေပုံကြီးနေနဲ့ပြေးဝင်လာတဲ့လူတွေရဲ့ရေပုံတွေကိုကျုပ်ကဆရာတော်စေးတောင်ဝင်နဲ့လိုက်မွေပေးရတာပေါ့ဗျာ။ငိမ့်သွားပြီဗျို့မိတော်ကြီးဝုံငနဲ့မြည်ပြီးငိမ့်သွားတာ။တတေးရေငါတို့တရွာလုံးဒီညအဲ့ရတော့မှမဟုတ်တော့ဘူးထင်နေ။ဟုတ်တယ်ကိုကြီးဖိုးတောင်ရေချဲ့ရတယ်ကြားတယ်။လူတွေကလည်းရေအရွှဲသားနဲ့ခက်ခက်တုံနေကြပြီဗျ။ဟာတောင်မိုင်းကခောက်ပြန်ပြီဟေ့ပြေးကြပြေးကြဘသူဝိုင်းတော့ဟ။တောင်မိုင်းပြီးတော့အလဲပိုင်းအလဲပိုင်းပြီးတော့အရှိပိုင်း အနောက်ပိုင်းမြောက်ပိုင်းအိုးတညာလုံးပတ်လောင်နေတော့တာဗျာတုတ်တော့မပြောနဲ့ဒီအပြစ်ကိုရွာထဲမှာအသက်66နှစ်ရှိရဲ့ဘိုးထွေးလာတို့လို့အဘိုးကြီးတော်မှာဒါမျိုးတကားမှမကြဘူးကြားလည်းမကြဘူးကြုံလည်းမကြုံဘူးလို့ပြောတာဗျမြေပြောင်မြောင်မှာဝုံဝင်းနဲ့ထထောက်တဲ့မိကမနဲ့၄နိုင်လောက်ရောက်တော့ငြိမ်သွားတာဗျဒါပေမဲ့တုတ်တော့ရွာသားတွေကတော့ရေပုံးနဲ့ကိုစီနဲ့မိုးစင်စင်လေးနဲ့ထိခိုက်ခိုက်တုံပြီးကင်းဆောင်နေကြရတာပေါ့ဗျာတုတ်လည်းမိုးလင်းတော့မှအိမ်ပြန်ရောက်ခဲ့တော့တာအဘနဲ့အမေလည်းတညလုံးမအိတ်ကြပါဘူးဗျာ တရွာလုံးလည်းဒီလောက်စူပွက်နေမှာတော့ဘယ်သူကအိပ်ပျော်မှာတော့ဗျပြီးတော့ဖြစ်တဲ့ကိစ္စကမင်းရေးလေဗျတရွာလုံးပြဖြစ်သွားနိုင်တဲ့ကိစ္စဗျကြောက်လေတညာလုံးပြေးလွှားတာကတော့အဲ့ရတယ်ဝင်လိုက်တာနဲ့အိပ်ပျော်သွားလိုက်တာအမေလာနိုးမှနိုးတော်တာဗျဟဲ့တတီထထပြီးထမင်းလေးပါလေစောင်းလေဟင်ဘယ်ကြံရှိပြီလဲမေညနေ3:00တောင်ထိုးပြီဟဲ့ဗျာဒီလောက်တော့ရှိပြီလား ကျုပ်အိယာကနေကြပြကြရတပြီးတော့ထမင်းခတ်တုတ်တုတ်စားလိုက်တယ်။အချိန်တော်နေနေပြီဗျ။ခဏတော့ကြောက်ခဲနဲ့တံမဏီရောက်လာတယ်။ကျုပ်ကတံမဏီကိုကြောက်ဝဲခိုင်းတယ်။ကြောက်ခဲကိုမီးလောင်ကောင်ကနှံ့ဝင်တယ်ဒေါ်ထုံးကိုခေါ်ခိုင်းတယ်။တကယ်တော့ဒေါ်ထုံးကငွေရင်းကောင်ပါဗျ။သူ့သားအိမ်အောင်ကြပြီးတော့မီးလောင်ကောင်ကိုပြောင်းနေတော့သူ့ဟာမီးလောင်ကောင်ကိုလိုက်လာတာ။ကျုပ်တို့ကတော့ပိုနီးသွားတာပါဗျာ။ကိုကြီးတတေဒေါ်ထုံးအတွက်တော့မပူနေဗျ။ဒေါ်ထုံးကျုပ်တို့ရောက်ရောက်နေတယ်။ညကလေးကသူရှိနေတာ။ကျုပ်တို့ဖြစ်နေတာတွေကိုဒေါ်ထုံးအားလုံးသိတယ်။ အခုလေဒေါ်ထွန်းကကျုပ်ကိုတင်ညာတော်တတဲ့တခုခုလှုပ်လိုက်မယ်ထင်နေတဲ့ကိစ္စရှိရင်ငါလာပြောကြားလာကြောက်ခဲတင်ညာတော်နေ့ရီလုံးကြီးရောအိမ်မှာပဲရှိတယ်လို့ပြောလိုက်တယ်ဗျအဲ့ဒါလဲပြောရင်ကိုကြီးတတဲ့တခုခုလှုပ်ရင်ကူပေးလို့ရအောင်လာတာဗျဩအေးဒါဆိုမင်းမတံမင်းနဲ့လိုက်သွားကွာပြီးရင်ငါပြောပါပါခုတ်ခဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီကိစ္စတွေကိုဒီကောင်နှကောင်ကလုံနေကြပဲဗျအားလုံးသိနေပါပြီသူကဝိုင်းထဲမှာမီးမွေးပြီးထမင်းဝဲပြီးထမင်းဝဲတဲထားလိုက်တယ်ပြီးတော့ငြုတ်သီးထောင်းထားတယ် ကြောက်ခဲရုံးနဲ့ရောက်ကြောက်ဝဲပြီးပြန်လာတော့တမင်းဦးဟာစူတော်နေပြီဟင်းဦးကြတော့ညနေ6နာရီလောက်ရှိပြီစောင်းနေဆိုတော့မောင်နာစောတာပေါ့ဗျာကြောက်ခဲနဲ့တမ်မနီကိုပါအမေရအိမ်မှာတမင်းကျွေးတယ်ကျောက်အိမ်နေတော့အမေရချက်သားတအုပ်ကိုချက်ထားတာဗျအိမ်မှာဟင်းရှိတော့ကြောက်ခဲတို့ကိုပါတမင်းကျွေးတာပေါ့ဗျာကြောက်ခဲနဲ့တမ်မနီကလည်းကျုပ်တို့အိမ်မှာစားနေကြပါည7နာရီဆိုတာကျုပ်တို့ရွာတလေတော့မိုးတော်တော်ချုပ်နေပြီဗျတော်တော်ကိုခေါ်ပြီးတော့ကျုပ်ရဲ့ကြောက်ခဲရဲ့တမ်မနီရဲ့ထဏောင်းကိုတင်းညံ့အောင်လာခဲ့တယ် ကျောင်းမကြီးရဲ့အုပ်ကူကြီးပေါ်မှာငါပြောပတ်ခင်းပြီးတော့ကြောက်ခဲချမ်းလာတဲ့ထမင်းတော်နဲ့ကထမင်းတွေဟင်းတွေကိုတေးတေးချာချာပြင်လိုက်တယ်။ကြက်သားဟင်းရဲ့မဆလာနဲ့တင်းကြိုင်ကုန်းတစ်ခုလုံးမှုေးသွားတာဗျ။အရှိနေထွန်းအနောက်နေဝင်တောင်တငါကွန်မြောင်းတူဝန်အတွင် ရောက်ရအရက်စားပွဲတောက်ပွဲပေးပြီးဖိတ်ပါတယ်။မြန်မကြာလှမ်းငါကြွားခဲ့ပါတင်းကြိုင်ရှင်မှာမတ်ဖဲဝါဗျ။ကြွားပါကြွားပါကြွားခဲ့ပါ။ဟာဒီတစ်ခါတော်တော်မြန်တာပဲဗျ။ ကျုပ်ပင်လိုစကားဆုံးတာနဲ့မဖဲဝါရဲ့ခွေးကြီးဦးတန်ကြားရတော့တာပဲဗျဒေါ်ထွန်းကတော့ထုံးစံတိုင်းပေါ့ဗျာကျောင်းမကြီးရဲ့ကူရှိမှာမြက်ခဲပေါ်မှာကျုံညုံလေးထိုင်ပြီးတော့မဖဲဝါအလောက်အစင်သင်းဆောင်နေတယ်။နတ်ဝင်တဲ့တို့ရဲ့ပညာနဲ့သူ့လိပ်ပြာကိုသူတိတ်နေမှာပေါ့ဗျာစပင်းတွေဖြေချထားတာဗျဟာလာပြီဗျမဖဲဝါလာပြီဂူတွေပေါ်ကနေရိတ်ခနဲရိတ်ခနဲရွေ့လာတာဟောဒေါ်ထွန်းစီကိုဖြူဖြူအရေးကြီးပြေးကတ်လာပြီဗျဟေး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  ဟောဒေါ်ထွန်းလက်ကြီးကိုကြေးကောက်ပြီးထားလာပြီပြို့ဟာကူဘော်ဒေါ်ထွန်းလွှားခနဲ့ခုန်တက်သွားပြီဗျထမင်းဘွဲကိုငုံကြည့်ပြီးရေနေတာဗျဟီ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 ဒူးယူတစ်ဖက်ထောင်ပြီးတစ်ဖက်ကိုလဲချပြီးစားတာပြို့စက်သားတော်အကြီးကြီးတွေကိုလည်းအားရပါးရစားတာဗျထမင်းတွေလည်းစားတယ်စားရင်းနဲ့သပင်ဖားလျားကြီးကနေမျက်လုံးပြူးပြူးကြီးနဲ့ကြုတ်ကိုလမ်းကြည့်တယ်ဒီလိုပါမှဖဲဝါကျုပ်တို့ရွာမှာပုံနကားတိုက်တယ်လို့ဖြစ်ပြီးမိွေထထတောက်နေတယ်ဗျ ။ဟိုညကတော့အိမ်ခေါင်မိုးတွေပေါ်ရှောက်ပြေးနေတယ်။အဲ့ဒါဘာဖြစ်တာတုံးဆိုတာသိချင်လို့ပါမဖဲပါ။ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါ။တတေနင်တို့ရွာတောင်ပိုင်းကတော်ရဲဝင်ဝင်ပြီးဘီးတောင်နဲ့ကောင်းနှကောင်း။အော်ကိုရွှေဝါနဲ့ကိုငွေဝါတို့ပြောတာတင်နေ။အေးဟုတ်တယ်။ဒီကောင်းနှကောင်းတော်ရဲကိုဘီးထောင်သွားရင်ကြောက်မျက်လုံးကူတွေကိုရောက်သွားတယ်။အဲ့ဒီကူတွေမှာဘလူးကနေကြောက်ဖြစ်သွားတဲ့ကြောက်တုံးတုံးရှိတယ်။ ဲ့ဒီကြောက်တုံးမှာကြောက်ဖြစ်သွားတဲ့ဘလူးမျက်လုံးကြီးကိုမြင်နေရတယ်။အဲ့ဒီဘလူးကကြောက်မဖြစ်ခင်ကတည်းကနှစ်ဖူးမှာမျက်လုံးတစ်လုံးပဲရှိတာ။ထူးဆန်းတာအဲ့ဒီကြောက်မျက်လုံးကြီးကမျက်တောင်ခတ်တယ်။အဲ့ဒါကိုသွားတွေ့တဲ့ရွှေဝါးနဲ့ငွေဝါးကြောက်မျက်လုံးကြီးကိုရအောင်ထုတ်ယူလာတယ်။အခုနေနှိုးရွာမှာလာပြီးတောင်းညနေတဲ့အကောင်ကအဲ့ဒီကြောက်မျက်လုံးကိုစောင့်ရတဲ့တာပနာလို့ခေါ်တဲ့ဘလူးရွှေဝါတို့ငွေဝါတို့ကြောက်မျက်လုံးထုတ်ယူလာတဲ့အချိန်မှာဒီဘလူးကနတ်မင်းကြီးတွေခိုင်းလာတာရှိလို့တနည်းအားသွားနေရတယ် အဲ့ဒီမျက်လုံးကကြောက်ဖြစ်နေတဲ့ဘလူးရဲ့မျက်လုံးအစ်စ်ပဲတည်းအင်မတန်အစွမ်းထက်တယ်လူတွေလက်ထဲမှာတောင်းထားမှာမဟုတ်ဘူးရွေးစေးလောက်ကလေးဖဲ့ယူပြီးတော့စောင့်ထားရင်တော့ဒုတ်တာလန်တနတ်မီးပေါက်ဘလူးလက်နက်မျိုးမဆိုပြီးတယ်မီးမလောင်ဘူးရှေးမှာမမြုပ်ဘူးဒါ ው တပနာဘလူးကရအောင်ပြန်ယူလိမ့်မယ်ဒီတောင်းကသူ့ကိုနတ်မင်းကြီးတွေပေးထားတဲ့တောင်းဝမဲ့တည်းသူဒီကြောက်မျက်လုံးကိုမရရအောင်ပြန်ယူမှာပဲ။ ဒါဆိုဘယ်လိုလုပ်ရမလဲဗျ။ဟဲ့။အဲ့ဒီမျက်လုံးကိုကြောက်မျက်လုံးကူမှာပြန်ထားလိုက်ပေါ့။ဟာတောင်သွားထားတော့တာပနာဘလူးကတက်လိုက်ဘယ်လိုလုပ်မလို့ဗျ။နေနှုတ်သွားမဖို့ခင်ငါ့ကိုအကြောင်းပြုလိုက်။နတ်မင်းကြီးတွေကိုငါရှောက်ပြီးတာပနာဘလူးကိုဖယ်ခိုင်းနာမယ်။နေလဲတာပနာစားဖို့စိတ်အရှင်တကောင်ကြိုးချီပြီးထားခဲ့ရမယ်။ဟာမဖဲကကြောက်သွားပြီဗျို့။ဒေါ်ထုံးလက်ကြီးအပေါ်မြောက်ပြီးဂူကြီးပေါ်မှာခွေကနေလဲကြသွားတာ ကျုပ်ကဒေါ်ထွန်းကိုတင်းဆုံးစေးတော်နဲ့ကတ်ထားတဲ့ရည်နဲ့တောက်ပေးလိုက်တယ်။ဒေါ်ထွန်းသတိပြန်ရတော့ကျုပ်တို့ရွာထဲကိုပြန်ဝင်ခဲ့ကြတယ်။ဒေါ်ထွန်းကရည်လုံးတင်တော်အိမ်ကိုပြန်ပို့ပြီးတော့ကျုပ်တို့တကြီးအိမ်ကိုလာခဲ့ကြတယ်။တကြီးကိုအဖြစ်ပြက်တွေအားလုံးပြောပြလိုက်တော့တကြီးကစင်ရင်ကောင်းကိုစဲကိုချက်ချင်းလွတ်ပြီးကိုရွှေဝါးနဲ့ကိုငွေဝါးတို့ညီကိုခေါ်ခိုင်းလိုက်တယ်။ခဏနေတော့ကိုငွေဝါးပါလာတယ်။ဟဲ့ကောင်ငွေဝါးမင်းကိုရွှေဝါးကဘာလို့လိုက်မလာတော့။ငါ့ကိုပမာမခန့်လောက်တာလားဟဲ့။ တကြီးဆိုတာလည်းအကြောင်းကြုံလိုက်ရင်တော့နည်းနည်းတော့အာနာပြပေးရတယ်ဗျဒီလိုမှမဟုတ်ရင်လေလူတွေကမခန့်ကြဘူးဗျဟာမဟုတ်ရပါဘူးတကြီးရဲ့တကြီးကိုပုံမှန်မခန့်လို့တာမဟုတ်ပါဘူးကျောက်ကိုရွှေဝါရန်ကုန်သွားနေလို့ပါဗျာဘာကရွှေဝါရန်ကုန်သွားတယ်ဟုတ်လားဘာသွားလို့တာတော့ပြီးထောင်လို့ရရအသားတွေရန်ကုန်တက်ရောက်လာလားတကြီးကငေါတော်တော်မေးတာဗျဟာမဟုတ်ပါဘူးတကြီးရဲ့ကြောက်သွားရောက်လာပါဟေး ဟုတ်လားဘာကြောက်တော့ဗရမားလားတကြီးကတမင်မေးတာဗျကျုပ်ပြောပြတာလို့အားလုံးသိနေပြီးသားလေဟာဗရမားမဟုတ်ပါဘူးဗျရေရိုးကြောက်ပါဩမျက်လုံးပုံလေးလာကွာဝေဝါရဟာဟုတ်တယ်ဟုတ်တယ်တကြီးနှုတ်နေပါဦးဗျတကြီးကဒီကြောက်လေးအကြောင်းဘယ်လိုသိနေတာရောဟဲ့ကောင်ဝေဝါငါတကြီးကွာဒီရွာမှာအကြတာစားငါသိတယ်သိလား 哦，好个吧，大姐。没个说话，俺哩叫面龙了，阳光大阳来做啥的个啦？好吧，大姐，就这个表啥吧？哎，俺表妹问我，没那年个估计这个话叫面龙了，又来了地月对月龙表三的了，对的啦。表？哎哎啦，叫面龙呢？三路来表大姐啊？哎，三呢嘿，对三呢个。 ဲ့ဒီကြောက်မျက်လုံးကိုစောင့်နေဘလူလိုက်လာပြီးရွာထဲမှာတောင်းညနေတာကွာသိသလားမင်းရဲ့ကိုရွှေဝါအဲ့ဒီကြောက်မျက်လုံးကိုဘသူစီမှသွားရောက်မှာတော့ဒါတော့ကျုပ်မသိဘူးတကြီးရန်ကုန်ကကျုပ်တို့ဦးလေးကကြောက်မျက်လုံးကိုယူလာခဲ့သူရောင်းပေးမယ်ဆိုလို့လိုက်သွားတာဗျဒါမဲ့သူတို့တွေစမ်းကြည့်အောင်ပါတကယ်စွမ်းမှရောင်းလို့ရမှာပါဒါဆိုရင်ရွှေဝါဘယ်တော့ရန်ကုန်ကိုသွားတာတော့ဒီမနေ့ပဲသွားတာတကြီးဒါမဲ့ရန်ကုန်ချက်ချင်းသွားမှာမဟုတ်သေးဘူးမြို့မှာတရက်နေ့ရနေဦးမှာလေ ဒါဆိုရင်မနှက်ပြမနှက်စောစောထပြီးမင်းကိုယ်တိုင်ရွှေဝါကိုမြို့မှာလိုက်ခေါ်ပြီးတော့အဲ့ဒီကြောက်မျက်လုံးမပါဘဲနဲ့မင်းတို့နှစ်ယောက်ထန်းထောင်းကုန်းကိုပြန်မလာခဲ့နဲ့အဲ့ဒါမပါဘဲပြန်လာရင်တော့ဒီတူရလုံးကလူတွေမင်းတို့နှစ်ယောက်ကိုဝိုင်းပြီးတတ်ကြလိမ့်မယ်ဒီညလည်းရွာထဲမှာဘာဖြစ်အောင်လည်းမသိဘူးဟုတ်ဟုတ်ကဲ့ပါတကြီးကြုံမနှက်စောစောထပြီးတော့မြို့ကိုလိုက်သွားမယ်ပြီးရင်ကြောက်ကိုရွှေဝါကိုခေါ်ပြီးချက်ချင်းပြန်လာခဲ့ပါမယ်ညတကောင်ကျော်တော့ကင်းဆောင်တဲ့လူတွေရောရွာသားတွေရောတယောက်မျက်နှာတယောက်ကြည့်ကြတာပေါ့ဗျာညနေရီဆိုတော့လေဇီးရွက်လောက်တာကြံတော့တာဗျာ နဲ့နဲ့ငယ်လေးတွေပြို့ဟာဇွာတွေကအင်ကောင်မိုးတွေပေါ်မှာဂဲလုံးတွေကျနေတာပြို့အိုးကောင်းကင်ကနေဂဲလုံးမိုးတွေဂျွာနေသလားမှတ်ရတာဗျဂဲတွေကျလာပြီဟေးတတိထားကြစမ်းတော့စမ်းသားပဲဗျဂဲလုံးတွေကအင်ကောင်မိုးတွေပေါ်ပဲကျတာဗျဇွာလမ်းမပေါ်တော့တကယ်လုံးမကျဘူးဗျတွေ့ရလုံးလဲတဒုံဒုံတဒုံဒုံနဲ့ပြောင်းဆန်နေတော့တာပေါ့ဗျာကျုပ်ကမဖဲဝါပြောပြလိုက်တဲ့အကြောင်းတွေကဒီရွာသားတွေကိုပြောပြလိုက်ရင်တော့ကိုရွှေဝါတော့ကိုငွေဝါတော့အိမ်ကို ဝိုင်းမီမြဖြည့်စည်းပြကြမလားတော့မသိဘူးဗျကြောက်လေဘယ်ပြောလို့ဖြစ်မှာတော့တကြီးတယောက်ကိုပဲပြောပြရတာတညလုံးတဒုံလုံးကြနေတဲ့ကဲတွေမနဲ့သုံးနိုင်လုံးမှရက်သွားတာဗျအိတ်ရွေးတွေပြက်ပြီးရတယ်လည်းမစင်းနိုင်ကြဘူးဗျမနဲ့မိုးလင်းကန်ဒီမှာအိတ်ကြရတာမလားကြောက်တို့လည်းဒီတိုင်းပါပဲဗျာတော်သေးတယ်လို့ပဲပြောရမှာပဲဗျညနေလောက်ရောက်တော့ကိုငွေဝါလိုက်ခေါ်တယ်သူ့အကိုကိုရွှေဝါပြန်ရောက်လာတယ်ကျုပ်ကိုတကြီးကခေါ်ခိုင်းလို့ကျုပ်လိုက်သွားတယ်တကြီးကကနုတ်ပန်းနေပေါ်လာတဲ့ကလထိုင်းကြီးမှာခန့်ခန့်ရင်ထိုင်ပြီးတော့ ကိုရွှေဝါတို့ကိုငွေဝါတို့ညီကိုကတကြီးရှိမှရွရွလေးတွေထိုင်နေကြတာတို့တကြီးကကျုပ်ကိုလက်ကင်ဘွားနဲ့ထုတ်ထားတဲ့အထုပ်ကလေးတစ်ထုပ်ပေးတယ်ဗျကျုပ်ကလည်းရွရွတေတေလှမ်းယူပြီးဖြည့်ကြည့်လိုက်တော့အံ့ဩစရာပါပဲလူမျက်လုံးအရွယ်လောက်ရှိတဲ့ကြောက်မျက်လုံးလေးဗျတကယ်မျက်လုံးအတိုင်းပါပဲဗျမျက်လုံးအထူသားနဲ့အလဲမျက်လုံးအနက်နဲ့အထဲမှာလည်းတငယ်ရင်နဲ့ဗျကျုပ်တငယ်ရင်နဲ့ကိုတေတေချာချာကြည့်လိုက်တော့အောင်မလီအထဲမှာဒူးတစ်ပတ်ထောင်ပြီးထိုင်နေတဲ့ဘလူးဗျလက်ထဲမှာလည်းတင်းမုတ်ကိုပခုံးပေါ်ထမ်းထားတယ် ကြောက်ဖြစ်သွားတဲ့ဘလူးရဲ့ဝိညာဉ်ကဒီထဲမှာကိန်းနေတာ哦ဒါကြောင့်ဒီကြောက်မျက်လုံးကမျက်တောင်ခတ်တာ哦ကိုရှိဝါဒီမျက်လုံးကိုခမရတို့တွေ့တော့မျက်တောင်ခတ်တယ်ဆိုအေးဟုတ်တယ်တာဒီမင်းကဘာသူပြောတာတော့ကျောက်ကမဖဲဝါပြောတာဗျကျုပ်ကမဖဲဝါပြောတာတွေကိုသူတို့ညီကိုပြန်ပြောပြလိုက်တယ်။ဒီတော့မှညီကိုနှစ်ယောက်စလုံးလန့်သွားကြရောပြုတ်။တကြီးကလည်းသူတို့ညီကိုလှမ်းကျိန်တော့တာပေါ့ဗျာ။တကြီးရဲ့ကျုပ်တို့ဓာတ်တွေဘာမှမသိလို့ယူခဲ့မိတာပါဗျာ။ ထူးဆန်းနေတော့ကျုပ်တို့လည်းစိတ်ဝင်စားပြီးယူခဲ့ကြတာပါ။နောက်မှရန်ကုန်ကကျုပ်ဦးလေးကဒီလိုပစ္စည်းစားဆိုရင်ယူလာပြီးပြကြည့်ပေါ့။ကြိုက်တဲ့လူတွေဈေးကောင်းရတတ်တယ်ဆိုလို့ကျုပ်လည်းတွားပြကြည့်မလို့ပါဗျာ။ရွာထဲမှာဖြစ်နေတဲ့ကိစ္စတွေကဒီပစ္စည်းကြောင့်ဖြစ်တာမဲ့ကျုပ်လုံးဝမတွေးမိဘူးဗျ။အခုလည်းဒီကြောက်မြက်လုံးကိုတကြီးစီမှာအပ်ပါတယ်။တကြီးကြိုက်တယ်လို့သာစီစဉ်ပါဗျာ။ကိုရွှေဝါပြောတာကိုကြားတော့တကြီးကမျက်နှာကွက်ခနဲပြတ်သွားတယ်ဗျ။ဟေးကရွှေဝါဘယ်နဲ့ငါစီစဉ်ရမှာတော့မင်းတို့ညီကိုယူလာတာမင်းတို့ပြန်ဖို့မှဖြစ်မှာပေါ့ကွာ နက်ပြန်စိတ်တကောင်ဝယ်ပြီးတော့ကြောက်မျက်လုံးကိုပြန်သွားပြီးကြောက်မျက်လုံးကိုပြန်ပိုးလိုက်တာတေလိုက်လုပ်ပေးလိုက်မယ်ဟုတ်ဟုတ်ကဲ့ပါတကြီးအရင်ညလည်းတညလုံးမအိတ်ကြရပါဘူးဗျာလေပြင်းတွေတိုက်အိမ်ခေါင်မိုးတွေပေါ်ခဲတွေကြခွေးတွေကကြောက်လန့်ပြီးနွားတွေကတပူပူနာမုတ်လူတွေလည်းနေစရာမရှိအောင်ကြောက်ကုန်ကြပြီပေါ့ဗျာတိုက်လိုက်တဲ့လေတွေဆိုတော့မနက်မိုးလင်းကန်ဒီမှာငြိမ်သွားတာဗျကျုပ်စိတ်ထင်တော့တနအိမ်မှန်60နှုန်းလောက်ရှိမယ်ထင်တယ်ဒီပုံစံတိုင်းသာနောက်3-4ရက်လောက်ဆက်ဖြစ်မယ်ဆိုရင် တုတ်တို့ရွာလူတွေတခြားကိုပြောင်းပြေးကြတော့မလားတော့မသိဘူးဗျ။ကိုရွှေဝါတို့ညီကိုနဲ့ကျုပ်မနဲ့စောကြီးထွက်လာခဲ့ကြတယ်။ရွာပြင်ရောက်တာနဲ့ကိုရွှေဝါလက်ကင်ဘွားနဲ့ထုတ်ထားတဲ့ကြောက်မျက်လုံးလေးကိုကျုပ်လက်ထဲကိုထည့်လိုက်တယ်။သူတို့ရောက်ခဲ့တဲ့ကြောက်မျက်လုံးကူဆိုတာကိုသူတို့ကသိမှာပေါ့ဗျာ။ရှေ့ဆုံးကကိုရွှေဝါကျုပ်ကအလဲရနောက်ဆုံးမှစိတ်တကောင်ကျိုးနဲ့ဆွဲလာပြီးလိုက်လာတာကိုငွေဝါဗျ။ဒီလူနှစ်ယောက်လည်းမိဘမှာလမ်းကုန်းလက်ရင်လေးရှိပေမဲ့ຢာလောက်တာနဲ့နဲ့တော်ရဲဝင်ပြီးပြီးထောင်တာအများများဖြစ်နေတာဗျ။ ပြီးထောင်နေဆိုတာတောထဲမှာတားကောင်ထောင်ကျောက်ထောင်ပြီးဖမ်းတာကိုပြောတာဗျကျုပ်ကတော့ညာကလေးကမဖဲဝါအကြောင်းပြတာပြီးသားဗျဒီနေ့ကျုပ်မျက်လုံးကိုသွားမယ်အကြောင်းပေါ့ဗျာကျုပ်တို့တုံးရောင်ရုံမပေါ်တက်လာပြီးတော့နှစ်နိုင်လောက်ကြာတော့တောင်ကမ်းမကိုပတ်ပြီးရှောက်ရတဲ့လူလျှောက်လမ်းလေးကိုတွေ့ရတယ်ဗျဒီလမ်းမဲ့တာတီဒီလမ်းအတိုင်းသွားရင်အဲ့ဒီကူပါကိုတွေ့လိမ့်မယ်မင်းမဲ့သွားထားလိုက်တော့ကွာငါတို့မလိုက်ရဲတော့ကိုရွှေဝါကပြောတာဗျဟာဘယ်ဖြစ်မှာတော့ဗျ ခင်ဗျားတို့ယူခဲ့တဲ့နေရာကိုကျုပ်မှမသိတာပြီးတော့ကျုပ်ကသွားထားပါပြီတဲ့ခင်ဗျားတို့ညီကဒီနေရာမှာနေခဲ့ရဲ့လို့လားကျုပ်မေးလိုက်တော့မှညီကနေအောင်တယောက်မျက်နှာတယောက်ကြည့်ပြီအဟာအဲ့လိုလည်းမနေရဲဘူးကအာမထူးတော့ပါကွာမင်းနဲ့ပဲလိုက်တော့မယ်ကဲဒါဆိုရင်ကိုရွှေဝါရှေ့ရသွားပြီတော့လူသွားလမ်းလေးကတော်တော်ရှည်တာဗျတော်တော်လေးသွားပြီးတော့မှကြောက်ကိုတွေ့ရတာဗျို့ကူကအဝကလည်းကျဲတယ်အထဲမှလည်းတော်တော်ကျဲသွားတာဗျကျုပ်တို့ကူထဲကိုဝင်လာတယ် ဟိုမှာတာတီအဲ့ဒီကြောက်တောင်းကြီးမှာဒီကြောက်မျက်လုံးကိုတွေ့တာဂူထဲမှာအလင်းရောင်ဖြော့ဖြော့လေးလင်းနေတယ်ကြောက်တောင်းကြီးကလူကြီးတစ်ယောက်ထိုင်နေတယ်လို့ပဲဗျဒါပေမဲ့ပြပြပြမြင်တော့မရှိလောက်လူကောင်းလို့ထင်ရတဲ့နေရာမှာတွင်းကလေးဖြစ်နေတာဗျမဘဲဝါပြောသလိုဆိုရင်ဒီကြောက်တောင်းကြီးကဘလူကြီးကြောက်ဖြစ်သွားတဲ့ကြောက်တောင်းကြီးဗျဒီတွင်းကလေးကကိုရှိဝါဓာတ်နဲ့ကော်ထုတ်လာခဲ့တဲ့ကြောက်မျက်လုံးအရာလေးပဲဒါဆိုရင်ဒီနေရာဘလူကြီးရဲ့နဖူးနေရာပဲဖြစ်မယ်ဘာလို့တော့ဆိုတော့မဘဲဝါပြောတာအဲ့ဒီဘလူကြီးက နှစ်ဖူးမှာမျက်လုံးတစ်လုံးပဲပါတယ်ဆိုတာပဲဗျ။ကျုပ်ကလက်ကင်ဘွားနဲ့ထုတ်ထားတဲ့ကြောင်မျက်လုံးလေးကိုထုတ်ယူပြီးကြောက်တုံးကြီးပေါ်တွေ့တက်ခဲ့တယ်။နင်းနေလောက်တက်လိုက်တော့တွင်းနေရာလေးကိုလက်လန်းမှုမိသွားပြီဗျ။ကြောင်မျက်လုံးတွင်းကလေးနဲ့တိတိကျကျပြန်ထည့်လိုက်တယ်။အံဝင်ဝင်ကြအောင်ဝင်သွားတာဗျ။ကျုပ်တိတိကျကျကြည့်လိုက်တော့ဟာမျက်တောင်ခတ်နေတယ်ဗျ။ကျုပ်လည်းကြောက်တုံးကြီးပေါ်မြင်မြန်ပြန်ဆင်းလာတယ်။ဘာဘလို့ခတ်နေတာလဲတော့မသိဘူးဗျ။ကြောင်မျက်လုံးလေးကမျက်တောင်ခတ်နေတာတော့အမှန်ပဲဗျ။မဖဲဝါပြောသလိုဆိုရင် ကျုပ်တို့ရောလာပြီးကြောက်လန့်နေတဲ့တာပနာလို့ခေါ်တဲ့ဘလူးဟာဒီကြောက်မျက်လုံးကိုလူတွေလက်ထဲမရောက်အောင်စောင့်နေရတယ်ဘလူးဗျ။မဖဲဝါနမင်းကြီးတွေကိုရှောက်လိုက်လို့တာပနာကိုတနေရရလွတ်လိုက်တာဖြစ်မယ်ဗျ။အချိန်တော့တိတ်ကြလို့မဖြစ်ဘူး။မတော်လို့တာပနာပြန်ရောက်လာရင်ကျုပ်တို့ဒီနေရာမှာလည်းကိစ္စပြတ်သွားမှာဗျ။ကုံငွေဝါလက်ထဲကစိတ်ကိုယူပြီးတိုင်လုံးဖြစ်နေတဲ့ကြောက်ပန်းဆွဲကြီးတစ်ခုမှကြိုးချီထားလိုက်တယ်။ပြီးရနဲ့ကျုပ်တို့တော့ရောတုတ်ချီကျင်းတော့တာဗျ။ကျုပ်တို့ကြောက်မျက်လုံးခုနဲ့အတော်လေးဝေးလာတဲ့အချိန်မှာဟာတော်ကြီးတော်တော်လုံးကလေပြင်းတိုက်တော့တာပဲဗျို့ ကြောက်မျက်လုံးကူတွေကထွက်လာတဲ့ရေတန်းကြီးပြို့ကြောက်မျက်လုံးစောင့်တဲ့ဘလူးတာပနာပြန်ရောက်လာပြီချင်းနဲ့ဟာစိတ်အော်တာမှကြားရတယ်ပြို့ကျောက်တို့ထားခဲ့တဲ့စိတ်ကလေးကိုဘလူးစားနေပြီချင်းနဲ့ပြို့ဘလူးရဲ့တဲ့အတန်ကြီးကြားရလေကျောက်တို့တော့ရောက်လေခြေလန်းတွေပိုးတွက်လာလေပြို့နေမွန်းတဲ့တာနဲ့ကျောက်တို့ရွာပြန်ရောက်ကြတယ်ကျောက်တို့ကအိမ်တန်းမပြန်မဲတကြီးအိမ်ကိုသွားပြီးအကျိုးကြောင့်ပြောပြရသေးတာပေါ့ဗျာညရောက်တော့ကျောက်လေစိတ်ထဲမှာတထင်းထင်းနဲ့စောင့်နေရတာပေါ့ဗျာကိုရွှေဝါတို့ညီရဲ့ကိုလည်းကျောက်လိုပဲရှိမှာပေါ့ဗျာတကောင်ကျော်တော့ကင်းစောင့်နေတဲ့လူတွေရော ရွာသားတွေရောတယောက်မျက်နှာတယောက်ကြည့်ပြီးကြောက်နေကြပြန်တာပေါ့ဗျာဘယ်နာအမြမီးတွေထားတောင်းမလဲကဲလုံးတွေများကြလာအောင်မလားခေါမိုးတွေပေါ်ရှောက်ပြေးအောင်မလားဒါမှမဟုတ်ရင်လေကိုနောက်ကိုများအကောင်ကြီးတကောင်ဘွားကနေပေါ်လာမလားဆိုပြီးတွေးနေကြတော့မှာပေါ့ဗျာညတစ်ချက်တည်းနှစ်ချက်တည်းဘာမှမဖြစ်ဘူးဗျို့သုံးချက်တည်းအာလုံးစိတ်ချလက်ချနဲ့အိမ်ပြန်ပြီးတော့အိတ်ကြပြီဗျို့အဲ့ဒီညအစပြီးနောက်ညရည်လဲဘာမှမဖြစ်တော့ဘူးကြောက်လေတစ်ဆုံးတောင်မွေကိုဆရာတော်စီပြန်အပ်လိုက်တယ် ရွာသူတွေလည်းခါတိုင်းလိုပဲရာတဲ့ဆင်းတဲ့သူဟာဆင်းထင်းခွေတဲ့သူဟာခွေ ရေစီတိုက်တဲ့သူဟာတိုက်နဲ့ထနောင်းကုန်းလည်းပုံမှန်ပြန်ပြီးတော့လှုပ်ရှားလာတာပေါ့ဗျာဟုတ်ကဲ့ပါအခုလိုအဆုံးနှီးအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်ဇလံကောင်းများကိုလည်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်ခင်ဗျာ